ရွေးဦးနရတင်ကိုနားဆင်အားပေးနေကြတဲ့တောတာရှင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေရောကိုပါ ကျမ်းမာလန်းဖြန်ကြပါလိမ့်ခင်ဗျာ အခုဖတ်ပြပေးမှာကတော့ဆရာမင်းလူရဲ့မိကလောင်ဆိုတဲ့အစေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်အားပေးကြပါအောင်ခင်ဗျာမိကလောင် ူတွေကတော်တော်မိရွယ်ကြတာပဲနော်ဟုတ်သူဤစာပေမိတ်ဆွေကပြောသည်စာပေမိတ်ဆွေဆိုတော့လေဆိုင်းစရာကြောက်တော့မဟုတ်စာပေဝန္ဒနာရှင်တဦးသာဖြစ်စာကြဘိုးဖြစ်သောကြောင့်တခြားအလုပ်မလုပ်ဖဲစောင်းငါးဆိုင်ဖွင့်ထားသည်မဂဇင်းတွင်ငားကျင်တဲ့အခါသူ့မှာမရှိတဲ့စာအုပ်တွေဖတ်ချင်တဲ့အခါရောက်သွားတတ်သည်ဒီနေ့လေခေဟောင်းကလုံးချင်းဝတ်ထုတအုပ်လိုချင်သောကြောင့်အငါးဆိုင်ကိုတွားရင်စကားလက်ဆောင်ကြမိခြင်းဖြစ်သည်ဆရာစဉ်းစားကြည့်လေ နမကြီးမြို့ပညာရှင်တယောက်ကွယ်လွန်ပြီးဆိုရင်စာလင်စင်းတွေကရောင်စုံထပ်ပုံတွေဝေဝေးဆဆနဲ့တခန်းတနာရေးသားဖော်ပြကြတယ်လေနောက်ဆုံးကွန်ပျူတာအနေနဲ့ပေါ့ကွန်ပျူတာကောင်းပါတယ်ဒါပေမဲ့တများထက်ထူးကျင်တဲ့ဇုံးနဲ့မဖော်ပြတဲ့ဓာတ်ပုံတွေပါလာတာကတော့ကာယကရှင်တွေကိုပိုပြီးစိတ်ထိတ်လိုက်စေတယ်ဗျပရိသတ်ကိုပြည့်ပြည့်စုံစုံတင်ပြကျင်တဲ့စေတနာလွန်ကဲမိသွားတာဖြစ်မှာပါဗျာပြီးတော့အဲ့ဒီသတင်းမျိုးကိုပထမဦးဆုံးဖော်ပြနိုင်ဖို့ အပြိုင်ဆိုင်စူးစမ်းကြတာလည်းရှိသေးတယ်။တည်င်းဥပိုးဆိုတော့လေစာနယ်ဇင်းတွေအတွက်လိုအပ်တဲ့ရည်ချင်းတစ်ခုပဲလေ။ဝန်ရည်စရာတည်င်းတစ်ခုကိုအရင်ဆုံးဖော်ပြနိုင်တာဟာဂုံစရာလားဗျာ။ဒီလူအတွင်းမြင်ကလည်းစဉ်းစားစရာပဲဟု သူ့စိတ်ထဲကဝန်ခံလိုက်ရ၏။စောင်းငါးဆိုင်ပိုင်ချင်းကဆက်ပြောသည်။အဲ့ဒီလိုအကြီးအကျယ်လွမ်းပြပြီးနောက်၃လလလည်းကြာရောမိသွားကြတာပဲမဟုတ်လား။စာနယ်ဇင်းဆိုတော့လည်း လက်တတော်ဖြစ်နေတဲ့တရင်ကိုဦးစားပေးရတာကိုอืมဟုတ်တော့လေဟုတ်ပါလေလေဆရာတို့လူပညာရှင်တွေကလည်းစာနယ်ဇင်းတွေအတွက်တရင်ဦးတရင်ထူတွေကိုအလင်းမီအောင်ဖန်တီးပေးနေကြတာကလားဒီလူစကားတမျိုးကြီးပဲတို့ရပဲညင်းလို့မရတကယ်တော့ကွလွန်သူတွေမှမဟုတ်တက်ရှိထင်ရှားလူပညာရှင်တွေတော့ပြိတ္တနဲ့နှစ်ပိုင်းလောက်ဆက်ပြတ်တာနဲ့မိမိန်သွားတတ်တယ်ကိုကိုမေးမလို့အောင်စူးစမ်းနေကြရပြီတချို့ဆိုကိုကိုထူးထူးခြားခြားမှတ်မိနေအောင် စတန်လီထင်ကြရင်ပေါ်တော်တော်ကြီးတွေတောင်ဖြစ်လို့မိရွယ်ပြောက်ရတဲ့ခကြီးပဲလားမသိလုံးလုံးလက်လက်ကြီးတောင်ခဏလေးနဲ့မိသွားကြရင်ဟိုးရှိတော့ကကွယ်လွန်သွားခဲ့ကြတဲ့အမှုပညာရှင်ကြီးတွေဆိုရင် ရှိတယ်လို့တောင်ထင်ကြပါတော့မလားပဲခချင်းရောထိတ်ကုန်ကြတာကပိုဆိုးတယ်ဗျကျွန်တော်ကစောင်းဦးငှားဆိုင်ဖွင့်ထားတော့ပိုသိတာပေါ့ဟိုတလောကဆရာကြီးဦးကျန်အောင်ရဲ့ဝတ္ထုတို့စောင်းထွက်လို့ဝယ်တင်ထားတာဆရာကြီးတွေရဲ့စာရီလည်းဖတ်ကြပါစေဆိုတဲ့စေတနာနဲ့ပေါ့ဗျာ ဲ့ဒါခြားတိတ်မလေးတယောက်ကဘာပြောတယ်မှတ်တယ်လဲအမေဆောင်ကလည်းစိုးမြတ်သူစားကိုအားချလို့ဝိထုတွေပေါ့ရေးလို့ပါလားတဲ့သူပြုံးလိုက်မိဤဒါမျိုးသူလဲကြုံမှုသည်စန်းစန်းလွယ်သားရဝရီရဲ့တကောင်လေးပဲဒါပေမဲ့ချင်းသိဆိုသောစာအုပ်ကိုအုံဆိုးဝိထုထင်တာမျိုးပေါ့ဂျာနယ်လေးဆိုသောပေါမလေးတယောက်ကလည်းရှူတော့နဲ့အင်တာဗျူးလုပ်ချင်လို့လိမ့်စာတိလာဟုတ်လာမေးတာခံရဘူးသည်ရှိသေးတယ်ဗျာ ကောင်မောင်လေးတစ်ယောက်ကဟာသမဂဇင်းတို့ကိုငှားဖက်ပြီးတော့တော်တော်ဆိုကြီးဆိုတော့တော်တော်လက်တက်လာတယ်။စပီးကျူးစားသွားရင်အကြီးတော်တို့မင်းလူတို့ကိုချော်တက်သွားနိုင်တယ်တဲ့။သူမရေပန်းမနေနိုင်။တခါတော့ကလည်းရှာရှာဖွေဖွေအမေးခံရဖို့သည်။ကြားပချင်းနဲ့ကြားမတန်းသေးဘာတော်တယ်တဲ့။စိတ်ပပောက်ရှိသဖြင့်မောင်နှမတော်ရဲ့သူတို့ရဲ့အကိုကြီးကစင်ဖိုးထုံးပေါ့လို့ပြောမိတာ။တကယ်ယုံသွားသဖြင့်အတော်ရှင်းလိုက်ရသေးသည်။ ။စောင်း၅ဆိုင်ပန်းရှင်မှာပြောစရာကြံသေးသည်။တလုံးကဆရာမောင်သိန်းဆိုင်ဆုံးသွားတော့သူ့ဝိထုတွေအကြောင်းစောင်းမရေးထားတာဖတ်မိလို့ထင်ပါရဲ့။ဆိုင်မှာလာမီးတယ်။အောင်သိန်းဆိုင်ရေးတဲ့ဂျမနာခင်ခင်ကြီးဆိုတဲ့စာအုပ်ရှိသလားတဲ့။ဒါနဲ့ကျွန်တော်လဲအောင်သိန်းဆိုင်ရဲ့ဝိထုကခင်းနေတာခင်ခင်ကြီးပါ။ဂျမနာကိုကိုကြီးဆိုတာကဆရာရွှေဦးတော်ရေးတာလို့ရှင်းပြလိုက်ရသေးတယ်။အားလုံးတော့ဒါမျိုးကြီးမဟုတ်ပါဘူး။ကံတော်ဝင်ဆောင်ကြီးတွေဆိုရင်ဘလောက်ပဲပေးရပေးရ မယမကတဲကြီးမကြီးဖတ်တဲ့လူငယ်စာဖက်ပရိသတ်တွေလည်းရှိပါသေးတယ်ဟုတ်စောဒကတက်လိုက်ရသည်ပြီးတော့ဒီလူစောစောကပြောနေတာတွေဟာတကယ်ရောဟုတ်ရဲ့လားတက်တက်ရှောင်းနောက်နေတာများလားဟုတ်တွေးမိလိုက်စဉ်ကောင်းလေးတယောက်ဆိုင်ထဲဝင်လာသည်စောင်းစင်တွေဘက်သွားပြီးရှောက်ကြည့်သည်ထို့နောက်စောင်းတို့ကိုစွဲယူကြည့်လိုက်ပြီးဟာစာပေလောကကြီးကတော့ဘာတွေဖြစ်နေပြီလဲမသိငါးပွဲရငါးစာချနေလို့ရပါပဲဟာတာဝိထုတွေရောင်းကောင်းရင်ဟာတာလည်းရေးကြ ဂမ်မီယာလိုင်းကလူကြိုက်များရဲ့စုပြုံတူခုလေလာပြန်ပြီသုံးသန်ဆောင်မဖဲဝါစာအုပ်ပေါက်သွားလို့စင်တူဂျိုးမှလိုင်းလုံးချလိုက်ပြန်ပါရောလားဆိုပြီးစာအုပ်ကိုစရင်မှတ်ရန်စပွဲပေါ်ချပေးသည်သူလှမ်းကြည့်လိုက်မိ၏ရေးသူကသခင်ပါတောင်းစောင်းနာမည်ကပန်းတာမဆာဟုအလင်းလန်းကြတယ် AB 2008ခုနှစ် ယခုဆက်လက်ပြီးဖတ်ပြပေးမှာကတော့ဆရာမင်းလူရဲ့မြမစာပေနယ်မှာတုတ်ဘက်ကိုင်းကြီးဆိုတဲ့အစေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ဒါဆင်အားပေးကြပါအောင်ခင်ဗျာ။မြမစာပေနယ်မှာတုတ်ဘက်ကိုင်းကြီးစတုံးရဲ့ဆယ်လ2008ထုတ်အလင်းလန်းကြာနေမှာဆရာဖြိုးထင်ရေးသော ကိုယုံစာပေကိုင်းကိစ္စဆောင်းပါးကိုဖက်လိုက်ရပါသည်စာပေနယ်မှာရှေးရနှောင်းပြများတစ်ချိန်က ပြောစမှတ်ဖြစ်ခဲ့သောစာပေအုပ်စုများအကြောင်းနောက်ခင်သူငယ်များဘူးတုဒ္ဒဖြစ်စေရန်တို့ထီပေးထားပါသည်ဝုံယုံကိုင်းဆိုဒီမှာဆရာတကုံတာယာနဲ့ဆရာလေးယုံမောင်တို့၏ကလောင်အမိတလုံးစီကို တွဲဆက်ပေးထားခြင်းဖြစ်သူကိစ္စနှင့်ပတ်သက်၍ဆရာတကုံတာယာကဂုံယုံကိုင်းဆိုတာဘယ်တော့မှမရှိခဲ့ဟုညင်းဆိုခဲ့ပြီးဆရာနဲ့လွေက သူ၏ဆောင်းမတပုတ်တွင်ထည့်ရေးခဲ့ရမှထိုမြည်တွင်သွားကြောင်းရှင်းလင်းခဲ့ပါသည်ထိုဆောင်းမကိုဖတ်ပြီးနောက်ကျွန်တော်ပြုံးလိုက်မိပါသည်ဒီလိုဆိုသောကြောင့်ဘက်နဲ့စပီဆောင်းမဖတ်ပြီးပြုံးเสียလားဟုထင်เสียရှိပါ၏ကို့အကြောင်းနဲ့ကိုပါငငယ်ကကြုံခဲ့ဘူးတာလေးကိုသွားသတိရလိုက်မိခြင်းသာဖြစ်ပါ၏ထိုစဉ်ကကျွန်တော်သည်၆တန်း9တန်းအရွယ်လောက်သာရှိလေအောင်မြင်သည်နှလုံးကစာပေတိုက်ပိုင်ရှင်ဦးချစ်အောင်သည်ကျွန်တော်ဦးလေးတော်ဆက်သည် ို့ကြောင့်သူ့အိမ်ပုံလိတက်နဲ့စာပေတိုက်တွဲလျက်တို့မကြာခဏရောက်တတ်သည်ညနေပိုင်းကြလျင်တိုက်မှာစာရေးဆရာပကြီးဆရာကြီးတွေဆုံးတတ်သည်တချို့ကတော့ကျွန်တော်မြင်မှုတည်မှုပြီးသားပါဆရာပါရကူဆရာဦးလေးမြိုင်ဆရာတူအောင်ဆရာဒေါက်တာမောင်မောင်ကျူစသည်ဖြင့်တရက်မှာတော့လူဆုံးပြီးအတန်ကြာမှလူကြီးတယောက်တည်စိုက်ကားနဲ့ရောက်လာသည်ကျွန်တော်ဦးလေးကဟာဂုံလုံးတိုင်းဥက္ကရာကြီးဒီနေ့နောက်ကြပါလား ဟုလှမ်းပြောသည်ကျွန်တော်စိတ်ဝင်စားပြီးအကဲခတ်ကြည့်လိုက်ထိုလူကြီးမှာ အသားလက်လက်အရက်ပြက်ပြက်ကြိလက်သောခန္ဓာကိုယ်နဲ့တန်ဆွမ်းမြေပုံပေါ်သည်အမေရိကန်က FBI စုံတော့တွေလိုအနာဝိုင်းတက်တင်းနဲ့တက်ကလက်အုတ်ထုတ်ကိုစောင်းထားသည်တခန်းတုံမြပြုံးပြပြီးပြန်နှုတ်ဆက်သည်ကျွန်တော်ကငယ်သေးသဖြင့်ဂုံယုံကိုင်းနေပါပြီတိတ်မသိသေးကျွန်တော်သိတာကစကူထရိတ်ဒါစ်ဟိုတယ်နေရာမှာရှိခဲ့သော ်ဂုံနှင့်ပပဝင်းဆိုသောရုပ်ရှင်ရုံများသာဖြစ်ပြီးတော့ထိုအချိန်ကစင်ကိုလီကိုင်းရှက်ကိုင်းဆိုတာတွေနာမည်ကြီးနေသည်ဒီတော့ကျွန်တော်စိတ်ထဲမှာဂုံယုံကိုင်းဥက္ခရာဆိုတာဂုံရုပ်ရှင်ရုံရှိမှချက်စမ်းကြီးစိုးနေသောခိုင်းရဲ့ခေါင်းဆောင်ကြီးလို့ထင်ပြီးဖြုံမိတာပါပပဝင်းကိုင်းဆိုတာလည်းရှိမှာပဲခေါင်းဆောင်ကဘာတူလဲမသိဘူးဟုတွေးနေတော့လူလပိုင်းအရွယ်တယောက်ရောက်ရှိလာပြန်သည်အသားဖြူဖြူအဖွေစားကိုတတ်တတ်ရရဝတ်ထားသည်မျက်နှာထားကတော့ပြုံးထစ်ထစ် လာပြိုးကိုကိုစံတိုးကျွန်တော်ဦးလေးကနှုတ်ဆက်ရင်းလှမ်းခေါ်လေဥက္ကရာကြီးဆိုသူမှာဆရာလင်းအောင်မမောင်ဖြစ်ကြောင်းနောက်မှသိရ၏ကျွန်တော်ဒီသူ၏သားကြီးမောင်စီရနှင့်ကြပြပြီးတူတူရေးပြပြီးနောက်သူသားတယောက်တို့ဖြစ်သွား၏သူကလည်းဦးလေးဟုပင်ခေါ်သည်ဦးလေးသည်လူငယ်များနှင့်အလွန်အဖွဲ့ကြသူဖြစ်သည် ကျွန်တော်တို့တငယ်ချင်းတွေအစုပြီးကာယမဲ့ခက်ပေါ်ကြပြစာအုပ်တွေထုတ်တော့အားပေးမြောက်ပေးသူတွေထဲမှာဦးလေးလင်းအောင်မမောင်လည်းပါသည် တကယ်တော့ဟိုချင်းကဆိုင်းဆရာကြီးများသည်အယူဆရေးရာသဘောထားကွဲလွဲမှုများကြောင့်စာပေတိုက်ပွဲတွေဆင်နွှဲကြတဦးနဲ့တဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့ထိကြလှောင်ကြတခါတရံလက်လွန်ပြီးချိုးချိုးနေနေရေးကြတော့လေပုဂ္ဂိုလ်ကြီးအာဃာတမထားကြလူချင်းရင်းကြီးခင်မင်မှုမပြတ်ကြပဲတချို့ဆိုတဝိုင်းနဲ့ထိုင်ပြီးအတူစားကြတော့ကြတာလေးစားအားကြဖို့ကောင်းပါလေခုလိုနာမည်များကိုတွက်ဆက်ပြီးအုပ်စုဖွဲ့ပုံမျိုးမှာ အင်္ဂလိပ်တို့၏အလေးထားမှအခြေခံခဲ့ပေါ်ရသည်ကျွန်တော်မှတ်မိသလောက်ပြောရလျင်ကိုလိုနီခက်ကမြန်မာနိုင်ငံ၏နိုင်ငံရေးနှင့်ဥထုပ်ရေးအခြေအနေကိုလေ့လာပြီးအစိုးရခန်းစားတင်ရန်အဖွဲ့တစ်ဖွဲ့အင်္ဂလန်မှရောက်ရှိလာခဲ့ဖို့သည်ထိုအဖွဲ့ကိုမွန်ဒီကူချန်ဖို့စ်ကော်မရှင်ဟုခေါ်သည်နောက်ပိုင်းမြန်မာလူ့လယ်ရေးအတွက်အရေးဆိုရန်အင်္ဂလန်သို့သွားရောက်ခဲ့သောမြန်မာကိုယ်စားလှယ်အဖွဲ့တွင်ဥပဖေဥပုဥထွန်းရှိန်တို့ပါဝင်သည်ထိုအဖွဲ့ကို ဖေဖုရှင်ဟုခေါ်လာကြသည်ထို့နောက်ပါစေထုံးအုပ်တင်တန်းနုတင်ဆွေငိမ့်စသည်ဖြင့်ဒိုအစင်လာအတိုင်းစပေးနေမှလေဂုံယုံနိနမေစင်နုတူဇောမောဖောကျော်တင်းစာသောအခေါ်အဝေါ်များရှိလာသည်ကလောင်နမေအတွဲဆန်နေမဟုတ်ဘဲစာပေပုံသဏ္ဍာန်ဝါဒကိုလိုက်ပြီးခစ်ဆန်းစာပေစာပေတစ်တော်လန်စာပေမော်ဒန်ပို့စ်မော်ဒန်စကတိကပြား LP တို့လည်းပေါ်ပေါက်ခဲ့သည်ဒေသကိုလိုက်ပြီးပြင်းမနာကပြဆရာများအဆအဆအင်းစိန်အုပ်စု ဖြူစာပေမိတ်ဆွေများဆိုတာမျိုးလည်းရှိသည်ရှုမဝပရိဒာတာယာလူဒုမိုးဝေစသည်ဖြင့်စာနေစဉ်အလိုက်ဝိုင်းတော်သားပုံစံမျိုးတွေလည်းတွေ့ရသည် စနေစာပေဝိုင်းအင်္ဂါစကားဝိုင်းဆိုတာတွေလည်းရှိသည် ခုနောက်ပိုင်းမှာတော့ media group ဆိုသောသကလုံးခေတ်စားလာပြန်သည် ထူးထူးခြားခြား42အုပ်စုဆိုတာလည်းရှိသေးသည်သူတို့ကတော့စာပေဆိုင်ရာအယူဝါဒတို့လိုပေါင်းမိခြင်းမဟုတ်52လမ်းကအရက်ဆိုင်မှာညနေတိုင်းဆုံကြခြင်းသာဖြစ်တက်တလောင်မှတ်တလောင်ရှောက်ပြောကြည့်ခြင်းဖြစ်ပါသည်မပြည့်စုံခြင်းအတိမ်ဆောင်းများရှိခြင်းများပါလျင်ခွင့်လွတ်ပါနောက်ဆုံးအနေဖြင့်ဤစာမူ၏ခေါင်းစဉ်အကြောင်းပြောလိုပါသည်မြန်မာစာပေနယ်မှာဘသူမှတတိမပြုမိသေးသောတိုင်းတိုင်းအကြောင်းပင်ဖြစ်၏ ်ဒုကိုင်း၏အမိမှာမင်းသူဝင်ကိုင်းဖြစ်ပါသည်ဆရာကြီးမင်းသူဝင်နဲ့တော့ဘလို့မှမပတ်သက်ပါ ထိုကိုင်းတွင် အဖွဲ့ဝင်၃ယောက်ထဲရှိသည်ထိုအဖွဲ့ဝင်များမှာလဲကျွန်တော်တို့ဆိုင်းဆရာညီကို၃ယောက်သာဖြစ်ပါသည်မယုံရင်ကြည့်လေမင်းလူ သူ့မောင်မောင်ဝနစာတော်ကလောင်အမိများကြီးထိတ်ဆုံးစလုံးတွေကို တွဲဆက်ကြည့်ရင်မင်းသူဝင်ရဲ့လို့ဖြစ်လာတယ်မဟုတ်လားတို့ကိစ္စမှာတမင်စီစဉ်ထားခြင်းမဟုတ်ဘဲ တိုက်ဆိုင်မှုတတ်တတာဖြစ်ပါသည်သို့တိုင်အောင်ကျွန်တော်ကြင်ညိုလေးစားသောဆရာကြီး၏စာပေအမွေကိုတပုံးစီခွဲဝေဆက်ခံခွင့်ရသည်ဟုသဘောထားပြီးအထူးဂုဏ်ယူဝမ်းမြောက်မိပါသည်အလင်းထန်းကြလေယခုဖပြပေးခဲ့တာကတော့ဆရာမင်းလူရဲ့မိကလောင်နဲ့မြမစာပေနေမှလှုပ်ဝဲခိုင်းကြီးဆိုတဲ့အစင်းများကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။နားစင်အားပေးကြတဲ့သောတာရှင်များအားလုံးစစ်အာဏာရှင်စနစ်ဆိုးအောက်မှာအမြန်ဆုံးလွတ်မြောက်ပြီး 反对味道需要哪个对过？估计本山人家还是肯呀。<music>